မင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွက်နိုဝင်ဘာလ30ရက်နေ့ရက်ပွဲနေ့ရှင်ဖြစ်တဲ့တမန်တော်တန်အန်ဒရူးရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်တန်အန်ဒရူးဟာကာလီလီယာပြည်ဂျီနာစရက်အိုင်ကမ်းပေါ်မှာရှိတဲ့ဘက်ဆဲဒါမြို့စာတီဖြစ်ပါတယ်အဲ့ဒီမြို့ကတငါတဲ့ယောနာရဲ့သားဖြစ်ပြီးစီမွန်ပေထရုရဲ့အကိုလည်းဖြစ်ပါတယ်တန်အန်ဒရူးဟာဖျားဝိမှာမှု့လျော့ပြီးကောင်းမှုပြုလုပ်တဲ့ဆန္ဒရှိပါတယ် တောကန်နိုင်ရမှာတန်ယောဟန်ဘက်တိစတာနောင်တတရားကိုဟောတဲ့အခါမှာအခြားသူတွေလိုပဲနားထောင်ယုံတာမဟုတ်ပဲတန်ယောဟန်ရဲ့တပည့်ဖြစ်လာပြီးသူ့ရဲ့ဆုံးမတုံတင်ချက်တွေကို အချင်းချင်းရှိစွာနားထောင်ပြီးတန်ယောဟန်လိုအတူယူခဲ့ပါတယ်ကျုပ်ပဲလို့လေမကြမကြတော့သူ့ရဲ့တငါလုပ်ငန်းရှိရာအိမ်ကိုပြန်သွားတတ်ပါတယ်တန်အန်ဒရူးဟာတန်ယောဟန်ဘက်တစ္စတာနဲ့ရှိနေစဉ်မှာတခင်ခရစ်တော်စေကျော်ကြီးခံယူတဲ့နေ့မှာတခင်ခရစ်တော်လျှောက်သွားတော်မူတာကိုမြင်တဲ့တန်ယောဟန်က ဖျားသခင်ရဲ့တွန်းငယ်တော်ကိုကြည်လို့ဆိုတဲ့စကားကိုကြားရတဲ့အခါမှာတန်အန်ဒရူးနဲ့ယောဟန်ရဲ့အခြားတစ်ပည့်တဦးဟာသခင်ခရစ်တော်ရဲ့နောက်တော်ကိုလိုက်ခဲ့ကြပါတယ်။ထက်တန်တဲ့ဆန္ဒနဲ့ဘာရာကြီးကျင့်စဉ်တိုင်းကိုတိစ္ဆာရှိရှိကျင့်နာကြောင်းအလင်းကြီးစုတော်ခံစားရပြီးဒီနဲ့နဲ့လာတဲ့စကားဖြစ်တယ်။ဖျားရဲ့တွန်းငယ်တော်ဆိုတဲ့မိတ်ဆွေချက်ကိုနားလည်လာခဲ့ပါတယ်။အဲဒီနောက်မှာတန်အန်ဒရူးနဲ့အခြားတစ်ပည့်တော်တပါးဟာကိုရိုရှင်ရဲ့နောက်တော်ကိုလိုက်ခဲ့ကြပါတယ်။ ကိုရောရှင်ကနောက်ကိုလှည့်ကြည့်ပြီးသူတို့လိုက်လာတာကိုမြင်တဲ့အခါမှာတင်းတို့ဘာကိုရှာတယ်လဲလို့မေးတော်မူခဲ့ပါတယ်။အဲ့ဒီအခါမှာတန်အန်ဒရူးကကိုရောပင်အရက်မှာနေတယ်ဆိုတာကိုသိလိုပါတယ်လို့ပြောခဲ့ပါတယ်။တခင်ခရစ်တော်ကလည်းလိုက်လာ၍ကြည်လောလို့မိန့်တော်မူခဲ့ပါတယ်။ တန်အန်ဒရူးဟာကိုရောရှင်ဟာမက်ဆီယားသခင်လောကကိုကယ်ချွတ်မဲ့သခင်ဖြစ်ကြောင်းကိုချက်ချင်းသိရှိပြီးအဲ့ဒီအချိန်ကနေစပြီးကိုရောရှင်ရဲ့နောက်တော်ကိုလိုက်ဖို့ရန်အတွက်စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူဟာကိုရောရှင်ရဲ့ပထမဦးဆုံးတမန်တော်ဖြစ်ခဲ့ပါတယ်။တန်အန်ဒရူးဟာမိမိတွေ့ခဲ့တဲ့များနဲ့ကြားနာခဲ့တဲ့များကိုတန်ပေထရူးကိုပြောပြပြီးစီမွန်ပေထရူးကိုသခင်ခရစ်တော်ထံကိုသိရှိဖို့ရန်အတွက်ခေါ်လာခဲ့ပါတယ်။ အခင်ခရစ်တော်ဟာမိမိဟောကြားတဲ့တရားဒေသနာတော်မှန်ကန်ကြောင်းကိုအလုံးနဲ့တက်တည်ပြဖို့ရန်အတွက်ဂါလိလိယနဲ့ကာနန်မြို့လက်ထက်ပွဲမှာပထမဆုံးအကြိမ်တကူတော်ပြတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုရော်ရှင်နဲ့အတူမေတော်လည်းရှိနေပြီးတန်အန်တူတို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။အခင်ခရစ်တော်ဟာပါစကာပွဲကျင်းပဖို့ရန်အတွက်ဂျေရုဆလင်မြို့ကိုတက်ပြီးဂျူရီးယားပြည်မှာနေရက်တချို့နေပြီးဂျော်ဒန်မြစ်မှာစေကြောခြင်းပြုတော်မူခဲ့ပါတယ်။ တန်အန်ဂျူရိုညီကိုနှစ်ယောက်ဟာလည်းကိုရော်ရှင်ရဲ့အခွင့်အာဏာနဲ့နမရော်အားဖြင့်စေတော်ခြင်းပြုခဲ့ကြပါတယ်။တန်အန်ဂျူရိုညီကိုနှစ်ဦးဟာသူတို့ရဲ့အလုပ်ကနေအခွင့်တိုင်းရင်တာတိုင်းကိုရော်ရှင်ထံကိုသွားရောက်ပြီးကိုရော်ရှင်ရဲ့တရားကိုနာယူခဲ့ကြပါတယ်။ဒါတွေမကပါဘူး။မိမိတို့ရဲ့အလုပ်နဲ့မိသားစုကိစ္စကိုလည်းပြန်ပြီးဆောင်ရွက်ခဲ့ကြပါတယ်။တရက်မှာတော့တန်အန်ဂျူရိုညီကိုနှစ်ဦးဟာအိုင်ထဲမှာငါဖမ်းနေတာကိုကိုရော်တွေ့တော်မူတဲ့အခါမှာလူကိုဖမ်းတဲ့တံငါးတွေများဖြစ်စေမယ်လို့မိန့်တော်မူပြီး ဧဝံဂေလိတရားတော်ကိုအစီဟောပြောဖို့ရန်အတွက်ခေါ်တော်မူခဲ့ပါတယ်။အဲဒီအခါမှာသူတို့နှစ်ဦးစလုံးဟာပိုက်ကွန်ကိုပြစ်ထားခဲ့ပြီးကိုရောရှိရဲ့နောက်တော်ကိုထက်ကျက်မကွာလိုက်ခဲ့ကြပါတယ်။တခင်ခရစ်တော်ရှင်မြတ်ထမြောက်ပြီးတဲ့နောက်မှာတန်အန်ဒရူးဟာဧဝံဂေလိတရားကိုအယက်ဒေတာများကိုကြွရဟောပြောခဲ့ပါတယ်။နောက်ဆုံးမှာတရားတော်အတွက်တန်အန်ဒရူးဟာတခြင်းပေါ်တင်ပြီးအသက်ခံခဲ့ရပါတယ်။ ရောမဘရင်ကန် AGS အမိန်နဲ့တန်အန်ဒရူးကိုကြကြဒုက္ခခံပြီးမှတည်ရအောင်တခြင်းပေါ်မှာတန်နဲ့မရိုက်ဖဲကျိုးနဲ့ချီထားခဲ့ပါတယ်။တခြင်းဟာလဝကတိုင်ပုံစံမဟုတ်ဖဲတစ်သားတိုင်းနှစ်တိုင်းကိုတစ်ဖက်နဲ့တစ်ဖက်ခက်ရရန်ကြက်ချီကဖြစ်စီပြီး အောက်ခြေကိုမြေမှာစိုက်ထားပါတယ်။လက်နှစ်ဖက်ကိုအပေါ်ဘက်တိုင်းနှစ်တိုင်းမှာဒတိုင်းနဲ့လက်တစ်ဖက်စီခြေထောက်တွေကိုလည်းအောက်ဖက်နှစ်တိုင်းမှာဒတိုင်းမှာခြေတစ်ဖက်စီခက်ကားကားချီထားပါတယ်။သူ့ကိုတင်ဖို့ရန်အတွက်ကြက်ချီခက်တိုင်ကိုမြင်တဲ့အခါမှာ တန်အန်ဒရူးဟာအိနီယမပြက်ဖဲ၃လုံး၆ချားချင်းမဖြစ်ဖဲကျွန်တော်တို့တခင်ရဲ့ကိုခန္ဓာခြေလက်တို့နဲ့တစားစီချင်းခံရပြီးတန်ဖိုးရှိတဲ့ခရစ်တုကျွန်ုပ်ဒီတင့်ထန်တို့အာရရှင်နှန်းစွာလာပါပြီကျွန်ုပ်ကိုလက်ခံ၍တင့်အပေါ်မှာကျွန်ုပ်ကိုကယ်တင်တော်ခရစ်တုထံသို့ပို့ပေးပါလို့ရှင်နှန်းစွာဆုခဲ့ပါတယ်နေရောပရင်လက်ထက်တက္ကရ60ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာကွပ်မျက်ချင်းခံခဲ့ရပါတယ် တန်အန်ဒရူးရဲ့ရုပ်ကလပ်ကိုပါထရာဤအရက်ကနေကွန်စတန်တီနိုပဲမြို့ကိုတက်ဂရီ358ခုနှစ်မှာရှေ့ပြောင်းလာခဲ့ပါတယ်။ကွန်စတန်တီနိုပဲမြို့ကိုပြင်သစ်လူမျိုးတွေတိမ့်တဲ့အခါမှာတန်အန်ဒရူးရဲ့အောက်မေ့ဝဲကြံရိတ်ခဲ့တဲ့အရာတွေကိုအီတလီပြည်ကိုတက်ဂရီ1200ခုနှစ်မှာယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။တန်အန်ဒရူးရဲ့လက်ဝါးကတိုင်ဖြစ်တဲ့ကြက်ချီကတဲ့ခြင်းကိုပြင်သစ်ပြည်မာဆေးမြို့ကို1250ခုနှစ်မတိုင်ခင်ကယူသွားပြီးစိန်ဖေတာကျောင်းတော်ကြီးမှာရှိတယ်လို့ဆိုပါတယ်။ တန်အန်ဒရူးဟာရုရှားပြည်နယ်စကော့တလန်ပြည်တို့ကိုမှိုင်းမတော်မူတဲ့ယဟန်နာတစ်ပါးဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။အာဝီမြန်မာဘာသာအစီအစဉ်ကိုကြည့်ရှုအားပေးနေတော်သားဆင်နေကြတဲ့ပုံကိုအပောင်းနဲ့မြန်မာပြည်သူပြည်သားအပေါင်းပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေကို ပိုင်ဆိုင်နေကြပါစေရှင်။ကျမကတော့ Sister Regina မူမူခိုင်ပါ။